လောကမှာကြွယ်ဝချမ်းသာကြတဲ့ပုဂ္ဂိုလ်တွေဟာအကြောင်းမဲ့ကြွယ်ဝချမ်းသာတာမဟုတ်ဘူးဒါနတမ္မူတာလိဘောဂာလိလို့မြတ်စွာဘုရားကဟောတယ်ဘောဂလို့ဆိုရယ်လူတွေရရှိထားတဲ့အသုံးဆောင်ပစ္စည်းလူတွေသုံးခွင့်ရနေကြတဲ့ပစ္စည်းဟာဒါနတမ္မူတာလိစွန့်လွတ်ခဲ့တယ်ပေးကမ်းခဲ့တယ်ဆိုရယ်ဒါနစေရနာကိုအခြေခံပြီးဒါနကောင်းမှုကိုအခြေခံပြီးရလာတာတွေတဲ့ အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့ဒါနကောင်းမှုကြောင့်သာလေကောင်းကျိုးချမ်းသာဆိုတာရလာကြတာဖြစ်တယ်။လူတွေသုံးဆောင်တဲ့သုံးဆောင်တယ်။အဲ့ဒီလိုကြောင့်သာဖြစ်လာတာဖြစ်တယ်လို့။မြတ်စွာဘုရားဒီလိုဟောတာ။အေးတချို့လူတွေကစောရကတက်ကောင်းတက်လိမ့်မယ်။မဟုတ်ဘူးအမေကပေးတာ။သို့မဟုတ်ကိုယ့်ဟာကိုယ်ကြိုးစားပြီးတော့ရှာလို့ရတာလို့ပြောကောင်းပြောလိမ့်မယ်။ရှာတိုင်းရမလား။မိဘကပေးတိုင်းရောရသလား။မေးကြရရှိတာတဲ့ပေါ့ မိဘကပေးလို့ရတယ်ဆိုတဲ့အနေထားတစ်ခုပေါ့ကိုကိုယ်တိုင်နဲ့သက်ဆိုင်လို့သာ ပေးလို့ရတာမသက်ဆိုင်ရင်ပေးလို့မရဘူးမိဘကသာသမီဘလောက်ဖယ်ချစ်ချစ်ပစ္စည်းဥစ္စာအမွေအနှစ်တွေဘလောက်ဖယ်ပေးခြင်းပေးခြင်းသာသမီကကမ္မပါလို့ရှင်မိဘရဲ့အမွေလုံးဝမခံရဘူးဆိုတာပဋ္ဌာန်းထင်ရှားကြည့်လေသာရကလေးတစ်ခုကိုကြည့်လိုက် အလုံးကြောင့်ကြလိမ့်မယ်ဇောတိကတို့စတိလတို့ဆိုအိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကသက်စွာဘုရားလက်ထက်မှာတထေးတွေလေတာမန်တထေးတွေမဟုတ်ဘူးအယောင်းဝယ်ရလဲအမတန်မှကောင်းတယ်စတိလတို့ဆိုတာယောင်းဝယ်လွန်တက်တဲ့ပုဂ္ဂိုလ်ပေါ့အပြင်ရောက်လာလို့အိမ်ဆောက်ဖို့မြေရှာတဲ့အခါမှာသူ့အိမ်ထဲမှာရွှေသားပကတိတို့မို့ရွှေတွေအများကြီးပါတဲ့ရွှေတောင် နေကြီးထဲမှာရှိနေတဲ့ရွှေချောကြီးတွေ့တယ်လို့ပြောခြင်းပြောပါလိခနေခဲ့လို့ဆိုတွေ့နေမှာရွှေချောကြီးတွေ့တာအဲ့ဒီရွှေချောကြီးကတုံးလို့မကုန်ဘူးသားတွေကိုအမွေခွဲပေးခြင်းနဲ့သူကသာသနာပေါ်ဝင်ပြီးတော့ယဟန်ပြုခြင်းနဲ့သား၃ယောက်ကိုအမွေပေးခြင်းနဲ့ဟောအမွေပေးခြင်းလို့စိန်သွားတတ်ထားတဲ့ပေါက်ပြားတက်လက် 就那边，大东药七中大路，那大，你学教我们包，学到你有包来，说了大几楼的哥哥，学伢子的生的，老板姐姐们阿西西包，叫到你包我的了，回来学个这啥嘛包么啦？但那那大，大那那个要好来的包三叔。 ေါက်လိုက်တော့လေထို့တူပဲကြောက်တုံးကြီးပေါက်သွားသလိုဘာမှရွှေပါမလားအဲ့ဒီကျတော့နောက်ဆုံးသားငယ်လေးကိုသာသာမင်းနဲ့ဒီနေရာကိုပေါက်ဆန်းလို့ခိုင်းလိုက်တဲ့အခါသားငယ်လေးပေါက်တဲ့အခါမှာရွှန်တုံးကြီးပေါက်ပေါက်ရသလိုပဲရှော့ဆိုပြီးတော့ရွှေတုံးကြီးပါလာကဲအဲ့ဒီအချိန်မှာသူကငါသားတို့မင်းတို့ချီ ဟောဒီရွှေကြောကြီးဒီရွှေတော်ကြီးဟာငါနဲ့ငါသားငယ်အတွက်ဖြစ်လာတာမင်းတို့နဲ့မဆိုင်ဘူးအဲ့တော့သူပေးသမျှနဲ့ခြေနှက်ပြီးနေကြမင်းတို့အတွက်မပါဘူးလို့ဟောသူပေးချင်တာတော့သားတွေအကုန်လုံးအမွေပေးချင်တယ်ဒါပေမဲ့လို့ကံမပါတော့သားကြီးနဲ့သားလိုက်ကမရလိုက်ဘူးတဲ့ဘာလို့မရသလဲလို့ဆိုတော့သူအတိတ်အကြောင်းကိုကြည့်တဲ့အခါ ကသဗ္ဗဘုရားစေတီနဲ့ပတ်သက်ပြီးတော့သူဟာရွှေဦးကြီးတို့ရွှေပန်းကန်ကြီးတို့လှုပ်ပြီးဘုရားကိုပူဇော်တယ်အဲဒီလိုပူဇော်တဲ့အခါမှာပူဇော်ဖို့စီမံနေတဲ့အချိန်မှာအဲ့ဒီတုန်းကလည်းဒီသားသုံးယောက်ပဲအကြီးဆုံးသားကိုခေါ်တယ်အဖေနဲ့ဝိုင်းလှုပ်ပါလို့ဆိုမလှုပ်ဘူးခလို့သားလက်ကိုခေါ်တယ်အဖေနဲ့တူဝိုင်းလှုပ်ပါမလှုပ်ဘူးရွှေပရင်တဲ့ရှားလေးပေါ့ ตาငယ်လေးကိုခေါ်တဲ့အခါအတ္တတေယောအဖေလို့ဆိုလိုအပ်မှာပေါ့ဆိုပြီးဝိုင်းလို့တယ်အဲ့ဒါလို့ရွှေပန်းအိုးကြီးနဲ့ရွှေပန်းကန်ထုတ်လုပ်ပြီးတော့ပြုတ်လုပ်ပြီးတော့ကသဗ္ဗဖရာဇေဒီကိုလှူဒန်းတဲ့အခါတော့သူကိုယ်တိုင်လှုပ်တယ်သူသားငယ်လေးကပါဝင်လှုပ်ပြီးတယ်ตาကြီးနှစ်ယောက်ตาကြီးနဲ့ตาလိုက်ကမလှုပ်ဘူး မလို့ဒီအတွက်ကြောင့်အဲ့ဒီကောင်းမှုကြောင့်ရတဲ့ရွှေတောင်ရွှေကျော်သူတို့မရဘူးတဲ့ဒီလိုဆိုလို့တယ်နော်အဲ့ဒါကြောင့်မို့လို့အမွေပေးချင်တယ်ရလားဆိုမရဘူးတဲ့အဲ့ဒါကိုဆိုလို့တာဒါနတမ္ပူတာနိဘောဂဏိလူတွေရတဲ့စီးစိမ်ဥစ္စာတွေဆိုတာအများဖြင့်ဒါနကောင်းမှုကြောင့်ရတာတဲ့ဒါနကောင်းမှုကိုအခြေခံပြီးတော့ရဒါကြောင့်မို့ဒါနကောင်းမှုဆိုတဲ့အခြေအနေကောင်းတွေကိုပြုလုပ်ခြင်းဟာ ရောက်ရှိလာတဲ့ဘဝမှာစီးစင်ဥစ္စာတွေကိုရရှိခြင်းအကြောင်းတရားဖြစ်တယ်လို့ဒီလိုဟောတာ